ဘော်ဘီဆော်ဆာနဲ့ပြန်တွေ့တော့မှမလို့နန်းစုကိုလမ်းခွဲလိုက်တဲ့လွမ်းပိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ The Celebrity New Page ကနေကြိုဆိုလိုက်ပါရယ်နိုင်ငံကျော်အဆိုတော်လွမ်းပိုင်ကတော့သူနဲ့မင်းသမီးနန်းစုရဲ့ဒီဆိုတော့လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းအတိအလင်းပြောကြားလာခဲ့ပါရယ်လွမ်းပိုင်ကသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းနဲ့တချိန်ကမတ်ချော၃ယောက်၉တယောက်ဇလန်းတွေနဲ့အတော်လေးကိုရှုပ်ထွေးလို့နေခဲ့တာပါဒီအခါမှာလွမ်းပိုင်ကတော့ဘသူကိုရွေးချယ်ရမလဲမသိအောင်တိုင်တွေပတ်ပြီးတော့ပြဿနာတွေမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရပါရယ် တချိန်က73နှစ်ကျော်ကြာလက်တွဲခဲ့ပြီးဘေးနားမှာကောင်းတူဆိုဘက်ရှိနေခဲ့တဲ့အစိုးရမလေးပေါ်ပြီးဆိုစားကိုလည်းအခြေအနေတစ်ခုကြောင့်လမ်းခွဲလိုက်ရပေမဲ့အခုတိုင်မမေ့နိုင်သေးပါဘူး။ဒါပေမဲ့ကံတွေအရန်ဆက်နေတဲ့မမနန်းစုရည်ဆိုကိုလည်းလက်မလွတ်နိုင်ပဲဘသူကိုရွေးချယ်ရမလဲဆိုတာအတော်လေးကိုစဉ်းစားရခက်နေတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တချိန်ကအချစ်ခရရသူလေးထထနဲ့ပြန်လဲပြလဲမှုတွေရရှိနိုင်အောင်မကောင်းတဲ့ဇလန်းအရှုပ်ထုတ်တွေကိုကိုယ်တိုင်ဖော်ထုတ်ခဲ့ပြီးတော့တောင်းပန်စကားပြောလာခဲ့ပါတယ်။ ထထနဲ့သူနဲ့လမ်းခွဲကြရတဲ့အဓိကအကြောင်းရင်းကတော့ဂျားကနေဝင်ရောက်နှောက်ယှက်နေတဲ့စနိုက်မကြောင့်ပဲဖြစ်ပါတယ်။ဒီလိုမျိုးစနိုက်မကိုသူကမင်းကလေးမလို့ဆိုပြီးတော့ခုံသိက္ခာငှက်ွက်ပြီးတော့မဖို့ထုတ်ခွင်းနဲ့လွှတ်ထားပေးခဲ့တာပါ။ဒါပေမဲ့စနိုက်မကတော့အရန်ကိုပန်းနူသွင်းနေပြီးသူ့ကိုအပြစ်ပုံချနေတာကြောင့်နောက်ဆုံးမှာတော့သူတို့ကိုပြန်ဆဲအောင်လုပ်ခဲ့တဲ့စနိုက်ခဲသူကမင်းသမီးချောနော်ဖော့အေထာဖြစ်ကြောင်းဖော်ထုတ်လာခဲ့ပါတယ်။နော်ဖော့အေထာနဲ့နန်းနေကြတဲ့ပုံရိပ်တွေကလည်းပေါ်ထွက်လာခဲ့ပြီးတော့ပြဿနာတွေလည်းအကြီးအကျယ်တက်သွားခဲ့ရပါသေးတယ်။ တကယ်တော့လွှမ်းပိုင်ကလည်းဒီလိုမျိုးဖော်ထုတ်ချင်တာတော့မဟုတ်ပဲဘလို့မှမတက်တာတဲ့အခြေအနေတွေကြောင့်သူရဲ့ချစ်သူဟောင်းလေးဖြစ်တဲ့ထထရဲ့မြေတားအကျွေးတွေကိုလည်းဆက်ချင်တာကြောင့်ဝန်ခံခဲ့ရတာလို့ဆိုပါရယ်သူဘက်ကနေဒီလိုမျိုးရိုးသားစွာနဲ့ဝန်ခံခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့နှစ်ယောက်သားပြတ်စေခဲ့ရတဲ့အဓိကအကြောင်းရင်းကဂျာကနေစနိုက်ခဲ့တဲ့နော်ဖောအေတာကို စိတ်ပါသွားခဲ့မိတဲ့သူရဲ့အဖြစ်တွေဆိုတာပေါ်လင်သွားခဲ့ပါရယ်ဒါကြောင့်ထထကလည်းရိုးသားစွာနဲ့ဝန်ခံလာခဲ့တဲ့လွှမ်းပိုင်ကိုနောက်ထပ်တစ်ချိန်အခွင့်အရေးပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပုံပေါ်ပါရယ် အခုဆိုရင်နှစ်ယောက်သားကတချင်းတွေအတူပြန်လဲတီးဆိုပြီးတော့ရှုပ်ပွဲတွေမှာဇုံတွင်လိုက်တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်လွှမ်းပိုင်ကလည်းအရန်ကိုပျော်ရွှင်နေခဲ့ပြီးတော့သူ့ရဲ့ဘေးနားမှာအလိုက်ဖက်ဆောင်အဖြစ်တည်ရှိနေခဲ့တဲ့ထက်ထက်တယောက်ထဲပါလို့ပြောလာခဲ့ပါတယ်။နန်းစုရည်ဒီဆိုကလည်းသူ့အပေါ်မှာအတော်လေးကောင်းခဲ့ပြီးတော့သူနဲ့အတူတူတချင်းတွေလိုက်ဆိုခဲ့ပြီးမဲ့နှစ်ယောက်သားကကိုင်းညီမှုတော့မရှိခဲ့ပါဘူး။ထက်ထက်လောက်လည်းတချင်းဆိုတဲ့နေရာမှာအရေးအချင်းမရှိတဲ့အတွက်နန်းစုရည်ဒီဆိုကသူနဲ့လိုက်ဖက်အောင်မတည်ဆွနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့်လွမ်းပိုင်ကနောက်ဆုံးမှာတော့သူ့ရဲ့ရွေးချယ်မှုကမေဟာကအမှန်ကန်ဆုံးဖြစ်မလဲဆိုတာကိုသိရှိသွားခဲ့ပြီးထထက်နဲ့ပြန်လည်လက်တွဲဖို့အတွက်အမားတွေကိုကိုယ်တိုင်ဝန်ခံလာခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးသူ့ဘက်ကနေရိုးသားစွာနဲ့ဝန်ခံခဲ့တဲ့အတွက်ထထက်ကလည်းခွင့်လွှတ်ပေးခဲ့ပြီးတော့နှစ်ယောက်သားအတူရှိုးဘဲတွေမှာတည်ဆိုပြီးတော့အလုပ်တွေအတူတွဲလုပ်ကြတော့မှာဖြစ်တယ်လို့မကြခင်မှာပဲပြန်လည်ပြီးတော့ချစ်သူရည်သားတွေအဖြစ်လက်တွဲသွားကြတော့မှာပဲဖြစ်ပါတယ်။တချိန်ကအရန်ကိုလိုက်ဖက်ညီလွန်ခဲ့တဲ့စုံတွဲလေးဖြစ်တာကြောင့် ပြန်လည်လက်တွဲပြီးတော့တခြင်းတွေတည်ဆိုမဲ့အချိန်မှာလည်းအရင်လိုမျိုးပဲပရိသတ်တွေအကြိုက်တွေ့နေအောင်မယ်ဆိုတာကတော့အသေးအချာပဲဖြစ်ပါတယ်။အခုလိုမျိုးပြဿနာအရှုပ်ထွေးတွေများစွာကိုရင်ဆိုင်ခဲ့ပြီးအမားတွေကိုလည်းဝန်ခံခဲ့ပြီးတဲ့နောက်ပိုင်းမှာနန်းဆူးနဲ့လမ်းခွဲခဲ့ပြီးတော့ရီစာဟောင်းလေးဖြစ်တဲ့ထက်ထက်နဲ့ပြန်လည်ပြီးတော့လက်တွဲသွားမယ်ဆိုတဲ့အပေါ်မှာပရိသတ်ကြီးတို့ကရောသဘောတူကြသလားရှင်။